the Missing Shoe Mystery. Hey everyone, Iquiz here to share another story with you guys. So let's start. The Missing Shoe Mystery. Jake was always in a rush. No matter how hard he tried, he was always late. ဒီဘလောက်ပဲကြိုးစားပါစေသူဟာအမြဲတမ်းနောက်ကျတတ်ပါတယ် when morning မနေ့ကနေ့တခုမှာတော့ he had an important meeting သူမှာအရေးကြီးတဲ့အစည်းအဝေးတခုရှိပါတယ် and just as he was about to leave disaster struck သူဟာထွက်သွားဖို့လုပ်တဲ့အချိန်မှာပဲပြဿနာရင်ဆိုင်ရပြန်ပါ One of his shoes was missing. သူရဲ့ဖနက်တစ်ဖက်ဟာပျောက်ဆုံးနေခဲ့ပါလေ. He checked under the bed. Nothing. သူဟာကရင်အောက်ကိုကြည်လိုက်ပါသေးတယ်။ဘာမှမရှိပါဘူး။ Behind the door တကားလုံးပါရော။ Empty ဘာမှမရှိပါဘူး။ In the fridge ရေကြီးစတယ်မလား။ Why was he even looking there? ဘာလို့ဒီမှာကြည့်နေရလဲ။ Time was ticking အချိန်ဟာတောင်းနေခဲ့ပါတယ်။ He ran around the house like a detective chasing a suspect. ူဟာအိမ်တစ်ခုလုံးကိုစုံစမ်းစစ်ဆေးရတဲ့လူတစ်ယောက်ဟာတန်ရရှိတာကိုရှာဖွေနေတဲ့လူမျိုးအိမ်အနှံ့ပတ်သွားနေခဲ့ပါတယ်။ When is it? ဘယ်မှာလဲ? He shouted to all I can. Then he noticed something suspicious. သူဟာတန်ရဖြစ်ဖွယ်ရာဒုစုံတစ်ခုကိုတတိထားမိလိုက်ပါတယ်။ His dog Max သူ့ရဲ့ခွေးကလေး Max ပဲဖြစ်ပါတယ်။ Sitting in a corner looking way too innocent. ဘာမှမသိတဲ့လို့ရှော့ကြည့်နေတယ်။တောင်ကလေးမှထိုင်နေတဲ့သူ့ရဲ့ခွေးကလေး mask ကိုသူဟာသတိထားမိလိုက်ပါတယ်။ Jake narrow his eyes. သူဟာမျက်မှောင်ကျုပ်ပြီးကြည့်လိုက်ပါတယ်။ Mars, do you know something? Max made cuckoo with tea nila. Max wagged his tail guilty. Max ha a pishit lo khan sa ya yin tu ye amili go yan pya lai ba. With no time to argue, သူဟာညှင်းခုန်ဖို့ရန်ချိန်မရှိပါဘူး Jake grabbed two different shoes Jake ကမတူညီတဲ့ဖက်နှစ်ဖက်ကိုဆွဲယူသွားပါတယ် a sneaker and a formal shoe အကစားဖက်နှစ်နဲ့ညဖက်နှစ်လေးတရံကိုဆွဲယူသွားပါတယ် and run out the door တကားမရရနေပြေးထွက်သွားခဲ့ပါတယ် at the office his mom raised an eyebrow ရုံရောက်တော့သူရဲ့တထေးဟာသူ့ကိုမျက်ခုံးပြင်းပြီးတော့ကြည့်လိုက်ပါတယ် Jake, are you wearing two different shoes? Jake, me matuwa pa na napa si karala. Jake sighed. Jake ka tapyan sa laybaring. Yes, but at least I showed up. How about it? Dame ane a no zno diyo to la reli. The boss chuckled. Tati ha, si mo laybaring. That's the kind of problem solving we need. ဒါလည်းငါတို့လိုအပ်နေတဲ့ပြဿနာကိုဖြေရှင်းဖို့နီလန်တစ်မျိုးပဲ Jake got the promotion that day Jake အဲ့ဒီနေ့မှာပဲသူဟာရာထူးတိုးသွားခဲ့ပါတယ် Not for his fashion sense သူရဲ့ fashion အပြောင်းအလဲကြောင့်မဟုတ်ပါဘူး but because he never let small obstacles to stop him ဘာကြောင့်လဲဆိုတော့သူဟာတင်းငယ်တဲ့အတားအဆီးလေးတို့တော့မှသူ့ကိုရပ်တန့်ခွင့်မပြုခဲ့တဲ့အတွက် သူဟာအဲ့ဒီနေ့မှာရာထူးတိုးရခဲ့တာပဲဖြစ်ပါတယ်။ Moral life went through and expected problems at you ဘဝဆိုတာဟာမမျှော်လင့်ထားတဲ့ပြဿနာတွေကိုမင်းကိုပေးပါလိမ့်မယ်။ But the important thing is to keep moving forward ဒါမဲ့အရေးကြီးတဲ့အရာကတော့ရှေ့ကိုဘာပဲဖြစ်ဖြစ်ရှေ့ကိုဆက်ရှောက်နေဖို့ပဲဖြစ်ပါတယ်။ Even if your shoes doesn't match တကယ်လို့မင်းရဲ့ရှောက်လန်းနေတဲ့ဖက်နှစ်တွေဟာမတူညီဘူးဆိုရင်တော့မလိုက်ဖက်နေဘူးဆိုရင်တော့ရှေ့ကိုဆက်ချဖို့ပဲဖြစ်ပါတယ် Thank you for listening till the end I hope you enjoyed it See you in next more story bye bye